အလွမ်းကက်ဖီပလက်ဖောင်းရှိုးအစရှိတဲ့နမဲကျော်တခြင်းတွေကိုတည်ဆူခဲ့တဲ့နိုင်ငံကျော်ဆိုတော့ဂျီညီညီကွယ်လွန်ပရိသတ်ကြီးရှင်အလွမ်းကက်ဖီပလက်ဖောင်းရှိုးတခြင်းတွေနဲ့လူတီများထင်ရှားခဲ့တဲ့နိုင်ငံကျော်ဆိုတော့ဦးဂျီညီညီဟောင်းဒီကနေ့မတ်လ31ရက်နေ့နနက်4:30မိနစ်အချိန်မှာကွယ်လွန်သွားခဲ့ကြောင်းမိသားစုဝင်တွေရဲ့ပြောပြချက်အရသိရှိရပါတယ်ကိုကြီးကအမောဖောက်တာကျမရေမကောင်းတာကဒီရပိုင်းတောက်လျှောက်မကောင်းမှုဖြစ်နေတာ သွေးဖိအားလဲကြတယ်။မနေ့ကတော့အိမ်မှာပဲရှိနေတာပါ။ဒီကနေ့မနေ့အာယုံတက်ချိန်ကြတော့အသက်ရှူလို့မဝတော့ဘူးဆိုပြီးပြောလို့ဆေးရုံသွားဖို့လုပ်ပြီးဆေးရုံကားတွေခေါ်တယ်။ဒါပေမဲ့ဆေးရုံမော်တော်မရောက်လိုက်ဘူးအိမ်မှာပဲအသက်ပြောက်သွားတာဖြစ်ပါတယ်လို့ရှင်မင်းသားဖောင်ဒေးရှင်းဥက္ကဋ္ဌဦးမြတ်သူဝင်းကပြောပါတယ်။အစိုးရဥချင်းညီညီဟာရွှေမြသားဖောင်ဒေးရှင်းမြန်မာမှာဗဟုအလုံးမှုဆောင်အဖြစ်တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာအသက်82နှစ်ရှိပြီဖြစ်တဲ့အဆိုတော်ဦးကျေညီညီရဲ့ဇာပနာကိုအေပီလာ၂ရက်နေ့မွန်းလွဲ၂နာရီခွဲမှာမြောက်ဥက္ကလာပါမြို့နယ်ရှိရေဝေးသုတ်တံမှာပြုလုပ်မှာဖြစ်တယ်လို့လည်းသိရပါတယ်။အဆိုတော်ကျေညီညီမှာစနီးဖြစ်သူနဲ့တားဖြစ်သူတို့ကြံရင်ခဲတာလည်းဖြစ်ပါတယ်။လူမှုကွန်ရက်ဆာမျက်နှာပေါ်မှာလည်းအဆိုတော်ကျေညီညီကွယ်လွန်ခဲ့တဲ့အတွက်ဝန်ထဲရကြောင်းအနုပညာအတိုင်းဝိုင်းနဲ့ပရိသတ်တွေကပို့စတင်ဝေမျှမှုများပြုလုပ်နေကြပါတယ်။ ဆိုတော့ဂျင်ဂျီနီဟာ1998ခုနှစ်မှာဂီတလောကတွေကိုစတင်ဝင်ရောက်ခဲ့ပြီးသူတည်ဆိုခဲ့တဲ့သစင်းတွေဖြစ်တဲ့လူပြိုကြီးပဲလို့တော့မေးဆွဲနေပြီးဒီမိုအချစ်မိုအစားရှိတဲ့သစင်းတွေဟာယနေ့ခေတ်လူငယ်တွေကြားမှာရေပန်းစားနေစေဖြစ်တဲ့နိုင်ငံကျော်သစင်းတွေဖြစ်ပါတယ်ဒီကနေ့မတ်လ31ရက်နေ့မနက်အစောပိုင်းမှာလေဦးချင်းညီညီကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာသွေးပေါင်ကျနေတာကြောင့်ခြားခြားလေးအောင်မူးနေတယ်ဆိုတဲ့အကြောင်းပရိသတ်တွေတီအောင်ပြောပြသွားပါသေးတယ်။ ပရိသတ်တွေကိုနှုတ်ဆက်သွားသလားတောင်ထင်ရတဲ့ဦးကြည်ညီညီရဲ့ post လေးကိုကြည့်ပြီးအားလုံးကဝမ်းနည်းစိတ်မကောင်းဖြစ်နေကြရတာလည်းဖြစ်ပါတယ်။တချင်းကောင်းများစွာကိုမွေးထုတ်သီဆိုခဲ့ပြီးပြိသက်တွေရင်ထဲမှာအမြဲကျန်ရှိနေမဲ့ဥချင်းကြီးကြီးတယောက်ကောင်းရမွေးရဘဝကို ရောက်ရှိပါစေလို့လည်းဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်။